ဘွမ်းကနေဆိုပြီးတော့ကန်တော့မှကျေလောင်လာတဲ့အတန်ကြီးကြားလိုက်ရတာကြောင့် ကံရဲ့ပြင်ဘေးဆောင်မှာရေချိုးင်းနဲ့အဝိရှော်နေတဲ့မမျက်ရင်တို့ထန်ရကနေထားပြီးတော့ကြိလိုက်ပါတယ်ဟဲ့ဟဲ့ကံထဲမှာလူကြလို့လာကြပါအောင်ဟဲ့လာကြပါအောင်မမျက်ရင်နဲ့ဒေါ်ရီကျင်တို့အတန်ကုန်အောပါတယ်ကံမောင်နဲ့ဝါးတပြန်အနေထားလောက်မှာမိမ့်မလာရောက်ကြလားမသိလက်နှစ်ဖက်ရက်ကန်ရက်ကန်နဲ့ပေါ်လိုက်မြှုပ်လိုက်ဖြစ်နေတာကိုတွေ့ရပါတယ်လာကြပါအောင်ရေကန်ထဲမှာရေနစ်နေလို့သေတော့မယ်လာကြပါအောင်နေ့လယ်ပိုင်းဖြစ်တာကြောင့်နေဘူးရှင်ကြောင့်အပြင်မှာလူမရှိတဲ့လောက်ဖြစ်နေပါတယ်အဲဒီအချိန်မှာပဲယောက်ျားမိမ့်မ၄-၅ယောက်လောက်ကံပေါ်ပြေးတက်လာခဲ့ကြပါတယ်ယောက်ျားနှစ်ယောက်ကရေနစ်နေတဲ့နေရာကိုမှန်းဆပြီးတော့ခုံချကရေကူးသွားပါတယ်တစား ားတစားလူတွေကံမော်ကိုရောက်လာခဲ့ပါတယ်ဟာဟာတွေ့ပြီတွေ့ပြီတွေ့သွားပြီရေထဲဆင်းမဲ့သူနေရောက်ကရေနစ်နေသူထံရောက်သွားကကမ်းဘက်ကိုဆွဲခေါ်လာခဲ့ပါတယ်ရေကန်နီးနေထိုင်သူတိန်းစုကရေနစ်နေသူကိုရေထဲကနေမှပြီးတော့ကမ်းမော်ကလူတွေစီကိုတွန့်တင်ပေးလိုက်တာကြောင့်အပေါ်ကနေဆွဲယူကြပါတယ်ဟမ်မိတင်ယူရလားကိန်းထောင်စုံနေရအိမ်မှာနေတဲ့ဒေါ်တင်ကြီးဆိုသူဖြစ်ပါတယ်ရေမွန်းနေတဲ့သူ့ကိုတရီအောင်လှုပ်ကြအောင်ဟဲ့နားလဲသူတယောက်ကရေတွေပါဇက်ထဲကနေထွက်အောင်ပြုတ်လုပေးလိုက်ပါတယ်မကြခင်မှာပဲဒေါ်တင်ကြီးကတရီရလာခဲ့ပါတော့တယ် ဘလို့ဖြစ်ရတာလဲတင်ရဲ့ငါ့ကိုဘလို့ကြေကြလဲငါတေမလို့ခုံစင်းတဲ့ဥစားဟဲ့နင်းတေလို့ဖြစ်မလားဟဲ့နင်းမှာကလေးရောဖိနေမယ်ရောရှိသေးရဲ့လေရှိရှိကြည်စိုးလှုပ်ကြွေးလိမ့်မယ်အဲ့ဒီချိန်အသက်65နှစ်ရှိတဲ့လူကြီးတယောက်ကအေးဒီမိန်းကလေးကံကောင်းသွားတယ်နောက်3လကြာရင်တော့အခုလိုမျိုးအပေါ်ပြန်တက်လာလို့ရတော့မှာမဟုတ်ဘူးဘယ်သူမှမကြအောင်တီးလို့ရေရွယ်နေအဲ့ဒီနေရာကနေထွက်သွားပါတော့တယ် ရည်ရဲဆင်းပြီးတော့တေချောင်းကျန်သူဒေါ်တင်ရအသက်45နှစ်ရှိပါပြီ။ယောက်ျားဖြစ်သူဦးကြည်စုကစိုက်ကားနှင်းပါတယ်။စိုက်ကားနှင်းလို့ရသည်မအိမ်ပြန်မပေးပါဘူး။နှလုံးထိုးတယ်ဘလုံးမွဲလောင်းတယ်။တစ်ခါမှပတ်စံပြန်ရတယ်တော့မရှိပါဘူး။ အကျွေးပင်တင်နေပါသေးတယ်။သူ့ရဲ့အကျွေးကဘယ်တော့မှကျေတယ်လို့လည်းမရှိပါဘူး။နှလုံးကြောင့်ကိုပိုင်ဆိုင်ကနှက်စည်းတောင်ရှိခဲ့ရတာနဲ့အခုတော့နှက်စည်းလုံးအကျွေးနဲ့အသိမ်းခံလဲရပါတယ်။အကျွေးအတွက်ဆိုင်ကတန်မှုနဲ့နှိမ်ပြီးတော့ဆက်လက်ရခြင်းပါ။အဲဒီချိန်တော့နောက်ကိုနှလုံးသုံးလုံးမလောင်းတော့ပါဘူးဆိုပြီးဂရီတွေအတန်တန်ပေးတာကြောင့်ဒေါ်တင်ကြီးကလည်းယောက်ျားစိတ်ချမ်းသာအောင်သူ့ကိုယ်တိုင်ဖြည့်ရှင်းပေးပြီးတော့ဆိုင်ကများထိုးပေးခဲ့ပါတယ်။ စိုက်ကားမနှင်းရင်တော့အခြားဝင်ငွေရအောင်မရှာနိုင်တာကြောင့် owner ကပေးပြီးတော့စိုက်ကားနှင်းစေပါတယ်အစပိုင်းတော့မိမဖြစ်သူကိုပတ်စံပြန်အပ်နိုင်ပါတယ်နောက်ပိုင်းတော့ owner ကပဲမပေးနိုင်တဲ့အတွက်ကုန်စည်ရောင်းနေရတဲ့မတ်တရင်လဲဈေးဘူးတွေကနေစိုက်ကား owner ကပါပေးချေနေရပါတယ် နေ့စဉ်နှလုံးကနန်းလောင်းနေတဲ့ယောက်ျားကိုနင်းနင်းနာနာပြောဆိုပါတယ်မကြင်နဲ့ရင်ဆဲဆိုတဲ့အထိလှုပ်ပေမဲ့လည်းဥကြည်ဆိုကတော့ရက်မသွားပါဘူးကြာတော့ဈေးရင်လည်းမရှိတော့ပါဘူးအိမ်မှာရှိနေတဲ့လူကြီးနှစ်ယောက်ကဥကြည်ဆိုရဲ့မိဘနှစ်ပါးဖြစ်ပါတယ်သူတို့လည်းတားဖြစ်သူကိုစူဆုံးမလို့မနိုင်ပါဘူးဒေါတင်ရင်ကဈေးရင်မို့နေပြန်လို့ယူရပါတယ်အမျက်ကိုလင်ပေးရအတိုးပေးရနဲ့နေ့စဉ်အပူတော့ကမိတွေကသူ့အပေါ်ကြောက်ရောက်နေပါတယ် ဦးကြည်စုဟာမိုးလင်းကလေးကမိုးချိုးစိုက်ကားကြောင်းပြပြီးတော့အပြင်းမသာအချိန်ကုန်ပါတယ်။ထမင်းစားချိန်မှသာပြန်လာပါတယ်။ညနေဆိုရင်မူးလာပါသေးတယ်။ဩနာကလိုတဲ့အချိန်ဒေါတင်ကြီးမဆိုင်ပေးရင်လည်းစူဆဲပါတယ်။ကလေးတွေကိုအပြစ်မရှိအပြစ်ရှာပြီးတော့ရိုက်နှက်တတ်ပါတယ်။ကြာလာတော့ဒေါတင်ကြီးအသက်ရှင်နေရတာဘာမှအဓိပ္ပာယ်မရှိတော့ဘူးဆိုပြီးမှတ်ယူလိုက်ပါတယ်။သူသေးသွားရင်တော့ခါးသီးလာတဲ့လူနေမှုဘဝအကြောင်းကိုလင်းဖြစ်သူဦးကြည်စုသဘောပေါက်နားလည်သွားမှာပါ။ သူ့အဖေသူ့မေသူ့ကလေးလေးယောက်နဲ့နေရခဲ့တော့ဆိုပြီးဆုံးဖြတ်ကကံမော်ပြေးတက်သွားပြီးတော့အဆုံးစီရင်ခဲ့ခြင်းဖြစ်ပါတယ်ဒေါ်တင်ကြီးမတိတိုက်သေးတာကြောင့်သူခုံစင်းတဲ့နေရာနဲ့ပေ30လောက်กว่าမှာကံဆောင်မှာအဝတ်လျှော်နေကြတဲ့မမျှရင်နဲ့ဒေါ်အေးကျင်တို့ကြောင့်တေးကျင်မင်မက်လည်းတေးခွင့်မကြုံတော့ပါဘူးလောကရန်ရဲ့ဒုက္ခတွေကိုခါးစည်းရင်ဆိုင်ရန်အိမ်ကိုပြန်ရောက်ခဲ့ရပါတယ်အဲဒီချိန်ထိစိုက်ကားဆရာကြီးဦးကြည်စိုးကတော့ဇနီးကြောင့်တရင်မကြသေးလို့လားတော့မသိပါဘူးအိမ်ကိုပြန်ရောက်မလာသေးပါဘူးညပဲဦးကြည်စိုးမူးပြီးတော့ပြန်ရောက်လာခဲ့ပါတယ် အပြင်ကဇနီးဖြစ်သူရဲ့တရင်လဲကြားသိခဲ့ရပါတယ်။မူးမူးနဲ့နောက်ကိုနှလုံးမထိုးတော့ပါဘူးဆိုပြီးတော့ဂရီတွေပေးခဲ့ပါသေးတယ်။ဦးကြည်ဆိုကပဲဂရီတီခဲ့လို့လာတော့မသိပါဘူး။နောက်ပိုင်းမှာတော့ဒေါ်တင်ရင်တေချောင်းကြက်စီတဲ့တရင်လဲမကြားရတော့ပါဘူး။ထိုကဲ့သို့ကန်ထဲကိုခုံဆင်းပြီးတော့တက်သေးပေမဲ့လည်းမသေးခဲ့တဲ့ဒေါ်တင်ရင်ရဲ့တရင်ထွက်ပြီးတော့နှစ်လကြာမှာတော့ကန်ထဲမှာအသက်25နှစ်ခန့်အမျိုးသမီးတယောက်တက်သေးရင်ခုံဆင်းမြန်ပါတယ်။ဟာဟာအမိုက်တယောက်ရေထဲကိုခုံဆင်းသွားတယ်ဟိုမှာဟိုမှာကံမောမကစားနေတဲ့ကလေးတုပ်ကကန်ထဲခုံချနေတဲ့အမျိုးသမီးတယောက်ကိုတွေ့လိုက်ရတာကြောင့်အော်ဟစ်ပြီးတော့အဲ့ဒီအနီးကိုပြေးလာခဲ့ကြတာပါ။ ကလေးတွေရိုးရိုးတဲတဲဖြစ်နေတဲ့အတွက်ကံဘေးကလမ်းမှာတွားနေကြတဲ့လူတချို့လည်းကံမော်မော်တက်လာခဲ့ကြပါတယ်ဟမ်အဲ့ဒါရေချိုးမလို့ကူးနေတာမဟုတ်ဘူးရေနစ်နေရအဲ့လူတွေကပြောလဲပြောရေထဲကိုခုံချသွားကြပါတယ်မကြခင်မှာပဲအဲ့ဒီလူတွေရဲ့လက်ထဲမှာအမျိုးသမီးပါလာပါတယ်အချိန်သိမ့်မကြသေးတာကြောင့်ရေမုန်းကသတိမလစ်သေးပါဘူးကံမော်မှာထိုင်ငုံနေပါတယ်မကြူပါလားဘလို့ဖြစ်ရလဲမသိပါဘူးကျုပ်လည်းကံနဲ့လူခုံချတယ်ဆိုလို့ပြေးလာတာအိမ်တော်ကြီးအဆင်မပြေဘူးလို့ကြားတာပဲ ကလေးတယောက်မွေးပြီးတော့မှသူ့ရဲ့ယောက်ျားနောင်မိန်းမနဲ့ရှုပ်နေရဆိုတဲ့သတင်းတော့လမ်းထဲမှာပြောနေကြပဲဟုတ်မဟုတ်တော့လည်းမသိပါဘူးရင်းနစ်တဲ့သတင်းကြတာကြောင့်လာကြည့်သူအမျိုးသမီးနှစ်ယောက်ဟာလည်းရင်းနစ်နေတဲ့အမျိုးသမီးကိုမြင်ပြီးတော့ဝေဖန်မှုတွေပြုနေကြပါတယ်အင်းအေးခတ်တော့လည်းခတ်နေပါပြီဒီမိန်းကလေးတွေကံကောင်းနေသေးတယ် ီကန်ကြီးကတနည်းတရပုံမှန်လူစားနေတာသိရနဲ့ကွယ်အေးလေတည်သွားတော့လေအကောင်းသားပေါ့မတည်သေးတဲ့လူတွေမတည်တော့ဘူးပေါ့အသက်65နှစ်လောက်ရှိတဲ့ဦးလေးကြီးတယောက်ကခလန်းလန်းမှရက်နေနေတဲ့အူးတွေပြောနေတယ်လို့အဲ့လိုမျိုးပြောနေတဲ့အချိန်မှာပဲရက်နေတဲ့လူတယောက်ကစိတ်ဝင်စားပြီးတော့မင်းမြန်ဆက်ဆုလိုက်ပါတယ်ဘလို့တည်သေးတဲ့လူနဲ့မတည်သေးတဲ့လူလဲပါရဲ့ဒီကန်ကြီးကတကယ်လူစားလို့လားတည်သေးတဲ့လူဆိုတာတော့အခုလိုမျိုးပေါ့ကွာ လူဘဝရဖို့ခဲရင်နေဆိုတာလူတိုင်းသိပဲမဟုတ်ဘူးလားလူဖြစ်လာမှတော့စင်ရရဲ့ချမ်းသာသာဒုက္ခဘလို့ပဲခံရခံရကြံ့ကြံ့ခံပြီးတော့ကြော်လွားနိုင်ရမယ်လေကွယ်အခုတော့ထစ်ခနဲဆိုရင်တက်သေးမယ်ထစ်ခနဲဆိုရင်တက်သေးမယ်နဲ့သူတို့သေုံနဲ့ပြီးမလားကွယ်နောက်မှဒုက္ခနဲ့ကြံ့ရစ်ခဲ့ကြရမှာအဲ့ဒါကြောင့်ထစ်ခနဲဆိုရင်သေခြင်းတဲ့လူတွေဒီလိုမျိုးလူတွေကသေသင့်တယ်လို့ပြောတာလေမသေသင့်ဘူးဆိုတာကတော့ရေတွေ့လို့အပျော်ရေဆင်းကူးတဲ့လူတွေကံပေးငားထိုင်များနေတဲ့လူတွေပေါ့ကွာဒီလိုလူမျိုးတွေကတော့မသေသင့်ဘူးလို့ပြောတာဦးလေးပြောချင်တာတွေကိုအရှိအီးတွေးမနေနဲ့ လူလောကကြီးတွေကတည်သင့်မတည်သင့်တဲ့လူတွေကြောင်းပြောရမယ်ဆိုအရှိအဘောငါတူရယ်ဦးလေးပြောတာဒီရေကန်ထဲမှာတည်ခြင်းလို့ခုံချပြီးတည်တဲ့လူနဲ့မတည်ခြင်းသေးဘက်နဲ့ရေကန်ကြောင့်တည်ရတဲ့လူကြောင်းပဲပြောတာအခုပဲကြည်လေလွန်ခဲ့တဲ့3လလောက်ကအမျိုးသမီးတယောက်ရေထဲခုံစင်းတယ်လူတွေတွေ့လို့ဆဲပေးတယ်မတည်ဘူးအခုလည်းတည်ချောင်းကြံပြီးတော့ခုံချတယ်လူတွေဆဲတယ်မတည်ဘူးနောက်တလားနှစ်လားကြော်တဲ့နောက်ပိုင်းတော့ရေထဲကိုဆင်းကြည့်ကွယ်တည်မလားမတည်ဘူးလားလောင်းကျင်သေးတယ်ဦးလေးကဘာထောက်ထားနဲ့ပြောနေရလဲဗျာ ကျွန်တော်မသိလို့မေးရနော်စိတ်တော့မရှိပါနဲ့အေးမရှိပါဘူးကွာပြီးခဲ့တဲ့10လကျော်17လလောက်ကဦးလေးရဲ့တူတယောက်ကကန်ဆောင်ဝရေထဲမှာငိုက်နေတဲ့ကိုကိုပင်အကိုင်းမော်ကိုခွာထိုင်ပြီးတော့ငားမြနေရဦးလေးတူကအရက်လည်းမတောက်ဘူးအေးရေးလည်းမပြတ်ဘူးငါသွားများတာနိုင်ဝက်လောက်ပဲရှိသေးတယ်ရေထဲကြပြီးတည်သွားပါရောလားအရင်တစ်ပင်ကိုခုတ်ပစ်လိုက်ပြီးမရှိတော့ရေမကူးတတ်လို့ဖြစ်မှာပေါ့ဗျာရေမကူးတတ်လဲသူနဲ့တူငါးများနေတဲ့လူတွေရှိတယ်ကွယ် သူတို့စင်းဆယ်တယ်ကြားတဲ့နေရာမှာပဲမဲပြီးရှာနေတာ10မိနစ်15မိနစ်လောက်ရှိတယ်ရှာလို့ကိုမတွေ့တော့တာအဲ့ဒါနဲ့ရေငုပ်တဲ့လူတွေကံမျက်နှာပြေအနံငုပ်ပြီးတော့လိုက်ရှာတာကံလေရရေအောက်မှာတွားတွေ့တယ်ဦးလေးတူကရေလည်းမကူတတ်ဘူးဒီလောက်ကျဲတဲ့ကံလေကိုဘလို့ရောက်သွားလဲစဉ်းစားဖို့ကွယ်မမြင်နိုင်မသိနိုင်တဲ့အရာတစ်ခုကြောင့်ကံလေကိုရောက်သွားဖြစ်နိုင်တာပေါ့ဦးလေးက သူတို့လူစုစကားမပြတ်သေးပေမဲ့ကံပေါ်မှာတော့လူရှင်းတဲ့လောက်ဖြစ်သွားခဲ့ပါတယ်။ကံအကြောင်းပြောနေသူဦးလေးကြီးအနီးမှာစိတ်ဝင်စားလို့ရက်ပြီးနားထောင်နေသူလူ၄၅ယောက်လောက်တော့ရှိပါတယ်။ဦးလေးရဦးလေးမိသားစုဒီကံကြီးမကောင်းတဲ့ကြောင့်အိမ်မက်မက်တယ်ဆိုပြီးပြောပြပြီးတော့ကံကြီးကိုမသွားဖို့အတွက်မှားထားတာ။အဲဒီတည်သွားတဲ့ဦးလေးရဲ့တူကမယုံလေကွယ်။မယုံလို့သွားပြီးတော့ငားများတာတည်တဲ့အထိဖြစ်သွားခဲ့ရတယ်။ဦးလေးကဘလို့အိမ်မက်မျိုးတွေမက်တာလဲဗျာ။ဦးလေးအိမ်မက်မက်တာကတော့တညမှာဦးလေးကကံမေးရအိမ်ကိုဖြတ်ပြီးတော့ပြန်လာတော့ကံနဲ့ကတရေလိုလိုမမဲအကောင်ကြီးကတက်လာတာတွေ့ရတယ်။ ငါဘိုက်စာနေပြီတနစ်တယောက်စားနေတာတနစ်ကြော်နေပြီကန်နဲ့ဘသူမှမလာလို့မင်းကန်နဲ့ဆင်းလာပါလားတဲ့အဲ့လိုမျိုးလန့်ပြောတာဦးလေးကလည်းကန်တစ်ဖက်ဆောင်းကိုရောက်နေပြီဆိုတော့နောက်လည်းမကြည့်ပဲနဲ့ပြေးဆင်းလာခဲ့တာတည့်ရဲလိုက်မလာလို့တော်သေးတာပေါ့ကွယ်ငါမှအိမ်ရောက်ခြေကုန်တုပ်ပြီးတော့ပြေးခဲ့ရတာပြီးမှပဲအိမ်မက်မက်နေမှန်းသိတယ် ဟုတ်တော်ရှိမဟုတ်တော်ရှိအိမ်မက်ကြောင်းပြောပြပြီးတော့အိမ်ရမိသားစုတွေကိုလည်းကဲင်းနဲ့ဝဝေးရှောင်မှုတွေပြောထားတယ်။ဒါပေမဲ့ဦးလေးစကားမယုံနဲ့ဦးလေးတူကတော့ရေထဲကျပြီးတည်သွားတာပဲ။အခုဆိုရင်သူတည်သွားတာ၁၀လကျော်ပြီ။တနစ်ဝင်ကျင်ပေါ့။တနစ်ကျော်ရင်တော့သတိထားရတော့မယ်။ဦးလေးရဲ့စကားအတိုင်းဆိုနော်တလနလနောက်ပိုင်းဒီကန်ကိုရေလာမကူးဖို့ကံမောင်မောင်မကစားဖို့ကလေးတွေကိုမှားထားရမယ်ဗျာ။ဘာပဲဖြစ်ဖြစ်သတိထားဆင်ကျင်နိုင်ကောင်းတာပေါ့ကွာ။ကဲကံမောင်မောင်လည်းဘယ်သူမှမရှိတော့ ဦးလေးသွားမယ်ကွယ်ဦးလေးအိမ်ကဒီကံမောင်ကဟိုးရှိကိုဆက်သွားလို့ရှိရင်ကံကိုကြောပေးထားတဲ့လမ်းထဲမှာပဲဟုတ်ကဲ့ပါဗျာအခုလိုမျိုးပြောပြရကျေးဇူးပါပဲအရင်နောက်မှာတော့ဦးလေးရဲ့စကားတွေသတင်းပြန့်သွားလို့လားတော့မသိပါဘူးကံထဲမှာငားလာများတဲ့သူတွေရေစင်းကူးတဲ့သူတွေမရှိတဲ့လောက်ဖြစ်သွားခဲ့ပါတယ်တရက်မှာတော့ကံမေးကက်လေးရဲ့လမ်းမှာနာရေးဖြစ်ပါတယ်ရက်လက်စွန့်တို့ရန်အကျိုးညမှာမော်ရင်ကားဟင်းရေချက်နေပါတယ် ရဝေးကဧည့်သည်တွေလည်းရောက်နေခဲ့ပါတယ်ဒလားမျိုးကနေနိုင်ရင်ကိုညာရင်ညက်နေရောက်နေတဲ့ကိုထွန်းဆိုင်ဟာမွေးငါဦးတည်နေတဲ့နေရာကနေဝိုင်းဝန်းကူညီလောက်ကင်ပေးနေစဉ်အိုက်တယ်ဆိုပြီးတော့အင်ကြီးပစိုးကိုချွတ်ပြီးတော့ဘောင်းမီတိုနဲ့ကံမော်မော်တက်သွားကဒိုင်မင်ထိုးချလိုက်ပါတယ်သူ့လိုမျိုးပဲရေချိုးမယ်ဆိုပြီးတော့နောက်ကလိုက်သွားတဲ့ကိုကြံရလည်းရေထဲကိုဒိုင်မင်ထိုးချလိုက်တာကိုတွေ့လျက်ရပါတယ်ရေကန်ဘောင်းမော်ရောက်တော့ရေမျက်နှာပြင်သာလှူရှားနေတာကိုတွေ့ရပါတယ်ရေစင်းကူးတဲ့ကိုထွန်းဆိုင်ကိုတော့မတွေ့ရပါဘူးကိုထွန်းဆိုင်ကိုထွန်းဆိုင် ဘယ်မှာမှမရှိပါဘူးရေထဲငုံနေတယ်ထင်ပြီးတော့ခဏစောင့်ကြည့်ပါတယ်ထူးခြားမလာခဲ့ပါဘူးအဲဒါကြောင့်မဲကံမော်မော်ကနေလမ်းပြီးတော့ကုစုမဦးချစ်တင်လာကြပါဦးမြကိုထွန်းဆိုင်ရေထဲဆင်းသွားတာပေါ်မလာလို့ဗျာကိုကျန်ရဲ့အော်တန်ကြောင့်မောင်ငါဦးနီးမှထိုင်နေတဲ့ဦးချစ်တင်နဲ့ကိုစုမောင်ပြင်ဖဲဝိုင်းကကိုကျန်ရဲ့အတန်ကိုကြားလိုက်ရတဲ့လူတချို့ပါပြေးဆင်းလာခဲ့ကြပါတယ်ဘသူရေထဲကြလို့လဲဗျာထွန်းဆိုင်မြအိုက်တယ်ဆိုပြီးတော့ရေထဲခုန်ချသွားတာပြန်ပေါ်မလာလို့ဟာဒီကောင်ကပန်းဆိုးတဲ့နဲ့ဒလောက်ပဲထောင်ပို့နေရပဲရေကူးကျွမ်းမှကျွမ်းမယ်ရေနစ်တာတော့မဖြစ်နိုင်ပါဘူးရေငုပ်ပြီးတော့နောက်ပြောင်နေရလားမှမသိရဘူး ဟာ9မိနစ်ကျော်နေပြီဗျဒီလောက်ကြာအောင်မလုပ်နိုင်ပါဘူးဗျရေဘယ်လောက်နှက်လဲဗျ10ဘီလောက်နှက်မယ်ကန်လယ်မှာတော့15ဘီလောက်နှက်တယ်ဗျကဲရေကူးတဲ့တဲ့ကောင်နေစင်းကြီးကြပါအောင်ဟာဒလာကဧည့်သည်နေအောင်နဲ့နေကန်3ယောက်ခန့်အားရေထဲကိုစင်းကြပါတယ်ဒီနားကနေခုံစင်းသွားတာဗျလူ3ယောက်ကရေထဲငုတ်သွားခဲ့ပါတယ် မကြခင်မှာပဲရေထဲကနေကိုထွန်းဆိုင်ဆိုသူကိုအပေါ်ကိုဆက်တင်လာခဲ့ကြပါတယ်အသက်မရှိတော့ပါဘူးခေါင်းကနှုံးထဲမှာစိုက်နေပါတယ်ဟာဘလို့ဖြစ်ရတာလဲဗျာရေကဆယ်ပေလောက်နှက်တဲ့ဥစ္စာဒီကံမောဒိုင်မင်ထိုးချလို့ရှင်ဘလို့မှအောက်ခြေတီခေါင်းဆိုင်ပြီးဝင်သွားစရာအကြောင်းမရှိဘူးဗျာပြီးတော့ဒီခေါင်းကဒလားစိတ်ကံမှာရေကူးတာတို့ဒိုင်မင်ထိုးတာတို့ကျွမ်းမိတာဗျာဘာမှသိစရာအကြောင်းမရှိပါဘူးဗျာဒီကံကလူစားကံနီလို့လူတွေရေထဲမဆင်းမနဲ့ရှောင်နေကြတာဗျာ ဟုတ်တယ်တနစ်တယောက်ကန်ထဲမှာသေးတာထုံးစံလိုဖြစ်နေပြီဟုတ်တယ်ဗျဦးလေးကြီးတယောက်ကပြောဦးတယ်ကန်ထဲမှာလူသေးသွားတာတနစ်နီးပါးရှိပြီတဲ့ကန်တော့မလာကြနဲ့တဲ့လူစားတော့မယ်တဲ့ တယောက်တမျိုးဝိုင်းပြီးတော့ပြောဆိုနေကြပါတယ်ဟုတ်တော်ရှိမဟုတ်တော်ရှိအရင်တစ်ခေါက်လူသေးဆုံးမိတာနဲ့တနစ်နဲ့ဆယ်ရက်ပဲရှိပါသေးတယ်နောက်တယောက်သေဆုံးခဲ့ပြန်ပါပြီနိုင်ရေးအိမ်မှာလူတွေဆုံတော့ပြောနေကြပါတယ်ကံဟာတနစ်ကိုတယောက်စားလာခဲ့တာဒီနှစ်နဲ့ဆိုရင်9ယောက်ရှိပြီမလို့9နှစ်ရှိပြီလို့ဆိုပါတယ်တို့ဖြစ်၍လာမယ့်နှစ်ထိုကဲ့သို့အဖြစ်မျိုးမကြုံရတားဆီးနိုင်တဲ့ပုံကိုမျိုးပေါ်လာစေရန်သာဆူတောင်းနေကြပါတော့တယ်ဇလန်လေးကတော့ဒီမှာဒီမှာပြီးဆုံးသွားခဲ့ပါပြီဇလန်လေးကိုဆုံးနေတိလိုက်ပါနားဆင်ပေးခဲ့ကြလူကြီးမင်းတို့တယောက်ချင်းစီတိုင်းကိုလည်းကျေးဇူးတင်ပါတယ်မူရင်းရေးသားသူကိုလည်းကာရဝပြုရင်နောက်ဗီဒီယိုလေးမှာပြန်တွေ့ကြမယ်နော်